င်္ဂလာပါ DB ဖက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ KTLA ကော်တူလေးတက်မတော်မင်္ဂလာဆောင်မှုလို့ဘုံကျဲတိုက်ခိုက်လိုက်လို့သူတို့သမီးအပါဝင်ကလေးတွေနဲ့အရက်သားတွေတိတ်ဆုံးခဲ့ရသလားမင်းကင်းမြို့နယ်မင်းစုရွာကအသက်6လရွယ်ကလေးငယ်အပါဝင်တိတ်ဆုံးရသူတွေကအကျန်းဖတ်တွေလားစက်ကောင်စီရဲ့အပြစ်ရဲ့လိန်လယ်မှုနောက်ဆက်တွဲစစ်တပ်လော်ဘီတွေဝါရဖြန့်ဖုံးကွယ်မှုဖော်ထုတ်တင်ပြချက်တွေ စတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တက်ပြသွားမှာဖြစ်ပါတယ်။သတင်းတုသတင်းအမှားတွေဝေခွဲရခက်နေ DB Fact Facebook Page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DB Fact Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတော့တက်ဆက်သူအိမ်ပါ။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာ KTL ကိုတူလေးတက်မတော်မင်္ဂလာဆောင်ပြုတ်လုံနေချိန်မှာဘုံခွဲတိုက်ခိုက်လိုက်လို့အယောက်30ထပ်မင်းနဲ့တေဆုံးခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။နေပြည်တော် Telegram Channel ကနေမေလ25ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာဘကိုးတိုင်းအရှိချမ်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာ ပြုလုပ်နေတဲ့မင်္ဂလာဆောင်တစ်ခုကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်သူတို့သမီးအပါအဝင်ကလေးတွေနဲ့ပြည်သူတွေတေဆုံးခဲ့ကြတယ်လို့ DVB နဲ့လွတ်လပ်ပြီးရင်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒါအပြင်စစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့တာဟာအယက်သားမင်္ဂလာဆောင်ဖြစ်ပြီးဘုံကျဲခံရတဲ့ကျွန်းကြီးရွာအနီးဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားနေတာလည်းမရှိဘူးလို့ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့အတူသတင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒါအပြင်ကျွန်းကြီးကျေးရွာကတည်ဆုံခဲ့ရတဲ့ပြည်သူတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့ကရင်အမျိုးသားအစည်းအရုံး KNU ကလည်းထိခိုက်တည်ဆုံသူတွေရဲ့နာမည်အသက်တွေနဲ့တကွာထုတ်ပြန်ထားပြီးတည်ဆုံသူတွေထက်မှာအသက်၅နှစ်အရွယ်ကလေးငယ်ကအစာပါဝင်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာ KTLA ကတူလေးတက်မတော်မင်္ဂလာဆောင်ပြုတ်လုံနေချိန်မှာဘုံကျဲတိုက်ခိုက်လိုက်လို့အယ30ထပ်မင်းနဲ့တည်ဆုံခဲ့တယ်ဆိုပြီးဖြန့်ဝေမှုဟာ စစ်ကောင်စီဘုံကျဲချလို့ပြည်သူတွေထိခိုက်သိမ်းဆုံးခဲ့ရတဲ့ဖြစ်စဉ်ကိုအဆအဆုံးပြုတ်ပြင်ဖန်တီးပြီးဖြန့်ဝေနေတဲ့တဲ့အမှားပဲဖြစ်ပါတယ်။စစ်ကောင်စီဟာငလှင်ကယ်ဆယ်ရေးလို့ခေါင်းစဉ်တက်ပြီးယာယီအပြည့်ရဲ့ကာလကို မေလကုန်ထိတက်တန်းတိုးထားခဲ့ပေမဲ့ DV data တင်းကစုစည်းထားတဲ့ data အရစကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မေလ28ရက်နေ့ကနေမေလ26ရက်နေ့ထိစစ်ကောင်စီဟာနိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအကြိမ်ကြီး 989ကြိမ်ထိပြုတ်လုခဲ့ပြီးဒီအကြိမ်ရေထဲမှာမှာအကြိမ်ရေ650ဟာသူတို့ကိုယ်တိုင်အပြည့်ရဲ့ကြီးညာထားတဲ့ကာလအတွင်းမှာလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးချိန်မှာစစ်ကောင်စီလော်ဘီတွေကမကြာခဏဆိုသလိုဝါရားဖြန့်တဲ့အမှားတွေထုတ်လွှင့်လို့ရှိတာမို့အွန်လိုင်းယူဇာတွေအနေနဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားမှုနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှအတည်ပြုကြဖို့တိုက်တွန်းလိုက်ရပါတယ်။ မင်းကင်းမြို့နယ်မင်းစုကျေးရွာကတေဆုံးရသူတွေဟာအကြမ်းဖက်တွေဖြစ်တာမို့ဘုံကျဲတုတ်တင်လိုက်တာအယောက်30ကျော်တေဆုံးတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ True Media နဲ့နေပြည်တော် Telegram Channel တွေကနေမေလ24ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာသခိုင်းတိုင်းမင်းကင်းမြို့နယ်မင်းစုကျေးရွာကိုစစ်ကောင်စီတပ်က မေလ23ရက်နေ့မှာလေကြောင်းခန့်နေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဖြစ်ဖြစ်ချင်းမှာကလေးငယ်တွေအပါအဝင်တိတ်ဆုံးသူ17ဦးရှိခဲ့ပြီးလက်ရှိအချိန်ထိထတ်တိုးတိတ်ဆုံးသူ16ဦးထိရှိလာပြီလို့ DVB နဲ့လွတ်လပ်ပြီးရင်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒါအပြင်တိတ်ဆုံးသူတွေထဲမှာအသက်6လအရွယ်ကလေးငယ်အပါအဝင်အသက်14နှစ်အောက်ကလေးငယ်9ဦးထိပါဝင်ခဲ့တာလို့သတင်းဌာနတွေက မင်းကင်းဒေတာခံတွေနဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကိုမေးမြန်းပြီးသတင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းကင်းမြို့နယ်မင်းစုရွာကတိတ်ဆုံးရသူတွေဟာအကျန်းဖက်တွေဖြစ်တာမို့ဘုံကျဲတုတ်တင်လိုက်တာ30ဦးကျော်တိတ်ဆုံးသွားတယ်လို့ဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ စစ်ကောင်စီလော်ဘီတွေကအကြမ်းဖက်တွေဖြစ်လို့ဘုံကျဲတုတ်တင်လိုက်တယ်လို့တိတ်ဆုံးသူတွေကိုအကြမ်းဖက်လို့ဆွတ်ဆွဲဖြန့်ဝေနေပေမဲ့တကယ်လက်တွေ့မှာတော့တိတ်ဆုံးသူတွေဟာအသက်6လအရွယ်ကလေးငယ်အပါဝင်ကလေးအများပြားတိတ်ဆုံးရတဲ့အထက်ပါဝင်နေတာပဲဖြစ်ပါတယ်။ငလင်ဘေးတင်ပြည်သူတွေဟာလက်ရှိမှာတော့စစ်ကောင်စီကြောင့်ဝေဟင်ဘေးကိုပါထပ်ဆင့်ခန်းစားနေကြရပါတယ်။ ငလင်ဘေးသင့်ပြည်သူတွေဟာကယ်ဆယ်ရေးအတွက်ခေါင်းစဉ်တက်ပြီးစစ်ကောင်စီကအပြစ်ရဲ့ကြေညာချက်တွေထုတ်ပြန်ခဲ့ပေမဲ့တစ်ဖက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေခဲ့တာပါမတ်လ28ရက်နေ့မှာစတင်ဖြစ်ပွားခဲ့တဲ့သခိုင်းတိုက်ငလှင်ပေးကြောင့်လူပေါင်းထောင်ချီတိတ်ဆုံးခဲ့ရသလိုတပေါင်းကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ငလှင်ပေးကြောင့်မေလ2ရက်နေ့အထိ DVD data တင်းကစုဆောင်းထားတဲ့စီးရင်အရာလူပေါင်း4466ဦးတိတ်ဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူပေါင်း11366ဦးထိရှိခဲ့ပါတယ်။ဒီလောက်ထိလူပေါင်းများစွာထိခိုက်ဒိတ်ဆုံးခဲ့ရတဲ့အခြေအနေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်တပ်လော်ဘီတွေကလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးဘလို့တွေဖုံးကွယ်ဖြန့်ဝေခဲ့တယ်ဆိုတာကို DB ဖက်ချက်ကစမ်းစစ်ကြည့်ခဲ့ပါတယ်။ငလီမဖြစ်ပွားသေးခင်အချိန်ဖြစ်တဲ့မတ်လ၁ရက်နေ့ကနေမတ်လ၂၈ရက်နေ့အထိ၂၈ရက်တာကာလအတွင်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း245ကြိမ်အထိလှုပ်ဆောင်ခဲ့တာကို TV data တင်းကစုဆောင်းထားနိုင်ခဲ့ပါတယ်။ငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့မှာလဲလေကြောင်းတိုက်ခိုက်မှုတွေကမရပ်တန့်ခဲ့ပါဘူး။စစ်ကောင်စီကမတ်လ28ရက်နေ့မှာမကွေးတိုင်းပခုတ်ကူမြို့၊စကိုင်းတိုင်းချောင်းဦးမြို့နဲ့ကရင်ပြည်နယ်လှိုင်းပွဲမြို့နဲ့ပဲခူးတိုင်းဖြူမြို့တို့မှာတကြိမ်စီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုနှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ငလှင်ဖြစ်ပွားခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ23ရက်နေ့အထိ28ရက်တာကာလအတွင်းစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှု288ကြိမ်အထိလှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်ငလှင်မတိုင်ခင်မတ်လ1ရက်နေ့ကနေမတ်လ28ရက်နေ့28ရက်တာကာလအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ငလျင်ဖြစ်ပွားခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ23ရက်နေ့အထိ28ရက်တာကာလအတွင်းနှိုင်းရှင်ကြည့်မယ်ဆိုရင်စစ်ကောင်စီဟာငလျင်ဖြစ်ပွားအပြီးမှာလေကြောင်းတိုက်ခိုက်မှုတွေအကြိမ်40ကျော်ပို့ပြီးလုဆောင်လာတာတွေ့ရှိရပါတယ်။ငလျင်လှုပ်ခတ်တဲ့နေ့ရက်မှာတဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ခြင်းမရှိခဲ့တဲ့စစ်ကောင်စီဟာငလျင်ကယ်ဆယ်ရေးအတွက်ဆိုပြီး ဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိအပြစ်အခက်ရက်စဲမယ်လို့ပထမအကြိမ်ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ဒါပေမဲ့ငလျင်အပြီးစစ်ကောင်စီရဲ့အပြစ်ရဲ့ကြေညာအပြီးမှာစစ်ကောင်စီဟာ drone နဲ့တိုက်ခိုက်မှုမပါဝင်ပဲလေရင်နဲ့ဆက်အသေးတက်ဆင်ထားတဲ့လေထီးတက် glider ပါရာမော်တာတွေနဲ့တိုက်ခိုက်မှုပေါင်းအကြိမ်80ခန့်လှုပ်ဆောင်ခဲ့တယ်လို့မြန်မာ witness ကထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ witness အဖွဲ့ဟာလူအခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့အထောက်အထားတွေစုဆောင်းခြင်းစစ်ဆေးအတည်ပြုခြင်းမှတ်တမ်းတင်မျှဝေခြင်းတို့လှုပ်ဆောင်တဲ့အဖွဲ့အစည်းဖြစ်ပြီးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးမြန်မာ witness investigator တဦးကို DB fact check ကဆက်သွယ်မေးမြန်းခဲ့ပါတယ်ငလင်းအပြီးတိုက်ခတ်မှုတွေကြောင့်ပြည်သူပိုင်အိမ်တွေ၊ကျောင်းတွေ၊ဘာသာရေးအဆောက်အုံတွေထိခိုက်ပျက်စီးသွားတယ်ဆိုတာကိုမြန်မာ witness ရဲ့ investigator တွေကမှတ်တမ်းတင်ထားပါတယ်။ဒီပျက်စီးမှုတွေကိုလူမှုကွန်ရက်စာမျက်နှာတွေနဲ့ အခြားအသုံးပြုသူတွေတင်ထားတဲ့အချက်လက်တွေကိုစစ်စစ်ပြီးတော့တက်နိုင်သမျှအတည်ပြုထားပါတယ်။ဖြစ်စဉ်တော်တော်များများမှာထိခိုက်ပျက်စီးမှုတွေကိုစစ်စစ်ကြည့်လိုက်ရင်နေကြောင်းတိုက်ခိုက်မှုတွေကြောင့်သာပျက်စီးနိုင်တဲ့အပျက်စီးမျိုးတွေကိုတွေ့ရပါတယ်။ခုဖြစ်စဉ်တွေမှာနေကြောင်းတက်ခတ်မှုတွေပြုလုပ်နိုင်တာမြန်မာနေတဲ့တခုတည်းသာရှိရဆိုရှိတာဖြစ်ပါတယ်။ဒါ့ပြင်သတင်းမီဒီယာတွေရဲ့တင်ပြချက်အရတည်ဆုံးသူတွေထဲမှာစစ်သားမဖြစ်နိုင်တဲ့ကလေးငယ်တွေတကြီးရဲ့အိုတွေလည်းပါဝင်နေတာကိုတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ပြောကြားချက်တွေနဲ့တက်သေးတွေကလွဲနေတာကိုတွေ့ရပါတယ်စစ်ကောင်စီဟာသူတို့ကိုယ်တိုင်ထုတ်ပြန်တဲ့အပြစ်ရဲ့ကြေညာချက်ကိုမျက်ကွယ်ပြုပြီးတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေသလိုအွန်လိုင်းယူဇာတွေအနေနဲ့ဆိုရှယ်မီဒီယာပေါ်မှာလည်းစစ်တပ်လော်ဘီတွေဟာလည်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးသတင်းမှားတွေနဲ့ဖုံးကွယ်ဖို့ကြိုးစားခဲ့တာကို DB Fact Check ကစစ်ဆေးတွေ့ရှိခဲ့ပါတယ်ဧပြီလ25ရက်နေ့တုန်းကစစ်ကောင်စီလော်ဘီတွေက ကရင်ပြည်နယ်ကြိုင်အင်းစိတ်ကြီးမြို့နယ်ဝင်းကရွာကို Just Fighter နဲ့ဘုံကျဲချလိုက်တာတော်လှန်ရေးအဖွဲ့တွေထိမှန်သွားတယ်။ PDF တွေတိုက်ရိုက်ထိတယ်ဆိုပြီးဓားပုံတွေနဲ့ဖြန့်ဝေခဲ့ပါဗျ။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာအပြည့်ရကာလာလို့စစ်ကောင်စီကြီးညာခဲ့တဲ့အချိန်အတွင်းဖြစ်တဲ့ April 23ရက်နေ့မှာကရင်ပြည်နယ်ကြိုင်အင်းစိတ်ကြီးမြို့နယ်ဝင်းကရွာစတင်ချောင်းကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲချခဲ့လို့ စာတင်ကျောင်းနှင်းအိမ်တအိမ်ကဒေသခံပြည်သူတူဒဏ်ရာရပြီးစာတင်ကျောင်းပျက်စီးသွားခဲ့တာကိုဒေသခံတွေကိုအတီးပြုတ်ပြီး DVB နဲ့လွတ်လပ်ပြုတ်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒီလိုမျိုးအပြည့်ရကာလမှာဘုံကျဲချခဲ့တဲ့ဝင်းကရွာစာတင်ကျောင်းဟာအရင်ကစစ်ပေးဆောင်ပြည်သူတွေနေရာချထားခဲ့တဲ့စာတင်ကျောင်းဖြစ်ပြီးစစ်ကောင်စီဟာစာတင်ကျောင်းဝင်တက်တဲ့ကိုပဲပြတ်မှတ်ထားပြီးပြစ်ခတ်ခဲ့တာလို့သတင်းတွေမှာဖော်ပြထားပါတယ်။ စစ်ကောင်စီဟာစစ်ရှောင်ပြည်သူတွေခိုလုံတဲ့နေရာကိုတမင်ပြင့်မှတ်ထားပုံကျဲတာလက်နက်ကြီးတွေနဲ့ပြက်ခတ်တာမျိုးတွေပြုလုပ်လေးရှိတာမို့စစ်ရှောင်တွေကိုနေရာရွှေ့ပြောင်းခဲ့တဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံတွေကသတင်းဌာနတွေကို ဖြေကြားထားပါတယ်ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်စစ်ကောင်စီဟာပြည်သူတွေကိုပြင့်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကိုသတင်းအမှားတွေဖန်တီးပြီးလိန်လေဝါရဖြန့်နေတာထင်ရှားနေပါတယ် နောက်ထပ်ပြောပြပေးမယ့်ဖြစ်စဉ်ကလည်းဧပြီလ23ရက်နေ့ကပဲဖြစ်ပွားခဲ့တာပါစစ်ကောင်စီကသခိုင်းတိုင်းဒီပေးရင်မြို့နယ်အရှိချမ်းကလက်လုတ်တောင်ရွာကို လေကြောင်းကနေပေါင်200ပုံကျဲချခဲ့လို့ရွာလေကစေပေကန်အနီးပောက်ကွဲခဲ့ပြီးခလေးတို့အပါဝင်၅ဦးသေဆုံးခဲ့တယ်လို့ရလိပြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်ဒီလိုစစ်ကောင်စီတပ်ရဲ့ပုံကျဲချမှုနဲ့ပတ်သက်လို့သေဆုံးသူတွေထဲမှာအသက်73နှစ်အရွယ်ခလေးတို့ အသက်80ရွယ်အဖွားအိုတူအပါဝင်၅ဦးတိတ်ဆုံးခဲ့တဲ့အပြင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၅လုံးလည်းပျက်စီးခဲ့တယ်လို့ဒေသခံပြောဆိုချက်နဲ့အတူသတင်းမှာဖော်ပြထားပါတယ်။ဒီလိုအပြစ်ရဲ့ကြေညာထားတဲ့ကာလမှာလေကြောင်းတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီရဲ့လူရဲအပေါ်ဒီပိအင်းမြို့နယ်က NUG လက်အောက်ခံစေယုံကိုလေကြောင်းတိုက်ခိုက်လို့လူ20ကျော်တိတ်ဆုံးပြီး60နီးပါးဒဏ်ရာရတယ်ဆိုပြီးစစ်ကောင်စီလော်ဘီတွေကဝါဒဖြန့်ခဲ့တာပါ။ ီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်စစ်ကောင်စီကလေချောင်းဘုံကျဲလို့ကလေးနဲ့အဖွားအရွယ်တွေပါဝင်ပြည်သူတွေတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို NUG လက်အောက်ခံစေယုံမှုစစ်တပ်ကဘုံကျဲရတဲ့တရားဝါရဖြတ်တဲ့အမှားတွေဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်စစ်ကောင်စီဟာငလင်ကယ်ဆယ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ယာယီအပြစ်ရက်ကာလကို၃ချိန်တိုင်တိုင်ကြီးညာခဲ့တာပါပထမအကြိမ်အဖြစ်ဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိဒုတိယအကြိမ်အဖြစ် ဧပြီလ23ရက်နေ့ကနေဧပြီလ30ရက်နေ့အထိတတိယကြိမ်အဖြစ်မေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိထပ်မံကြီးညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကလျော့ပါသွားတာမရှိပဲဇက်တိုက်လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီလော်ဘီတွေဟာငလျင်ဘေးကြားလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့အပြစ်ရဲ့လိမ်လည်မှုကိုဖုံးကွယ်ပြီးမှန်ကန်တဲ့လှုပ်ရက်လုပ်နေတဲ့အောင်တရင်အမှားတွေကိုဇက်တိုက်ဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ ဒီလိုငလင်ဘေးတင်ကာလအတွင်းမှာတင်လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့တဲ့စစ်ကောင်စီရဲ့လုပ်ရဟာအပြစ်ခတ်ရက်စဲတယ်ဆိုပြီးပြည်သူနဲ့နိုင်ငံတကာကိုလိန်လယ်မှုဖြစ်တယ်လို့စစ်ကောင်စီလော်ဘီတွေရဲ့ဝါရဖြန့်သတင်းအမှားတွေဟာလည်းပြည်သူကိုအစိတ်ခတ်နေတာသာဖြစ်တယ်လို့ Fortify Right ရဲ့လူအခွင့်ရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံကိုဆိုင်အာကာက TV ဖတ်ချက်ကိုပြောဆိုခဲ့ပါတယ်စစ်ကောင်စီကသူတို့အားကိုးနေတဲ့ပြည်ပနိုင်ငံတွေရဲ့ဖိအားနဲ့အာဆီယံရဲ့တိုက်တွန်းမှုကြောင့်လား ပြစ်ခဲရစဲကြီးကိုကျင်ညာတာပဲဖြစ်တယ်တကယ်တော့သူတို့ကစစ်ကိုမြက်ချင်ပါဘူးဒီလိုပဲလူခွင့်ကြီးကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပဲဖြစ်တယ်စစ်ကောင်စီကယာယီပြစ်ခဲရစဲတယ်ဆိုပြီးပြည်သူလူထုရဲ့နိုင်ငံတကာကိုလိန်ညာနေတယ်လို့တစ်ဖက်မှာလည်းသူတို့ရဲ့ lobby တွေကတိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးတော့တရားတော်စစ်တပွဲသတင်းတုသတင်းမှားတွေဖြန့်နေတာတွေ့ရပါတယ်ဒါတော်တော်ဆိုးရွားပါတယ်ဒိန်းလူလက်ခွင့်ကိုလည်းအမြဲလိုလိုထိပါနောက်ဆက်နေတဲ့စစ်ကောင်စီနဲ့ လော်ဘီတွေဟာအခုလိုမျိုးသတင်းမာတွေနဲ့ပြည်သူလူထုကိုအစိတ်ခတ်နေခြင်းက right to information လို့ခေါ်တဲ့သတင်းချက်လက်ရပိုင်권ကိုချိုးဖောက်နေတာပဲဖြစ်ပါတယ် Fortify right ကလည်းမြန်မာစစ်ကောင်စီရဲ့အပြစ်ခတ်ရစဲရေးကာလတွေမှာအရက်သားပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းပြီးမေလ2ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့်အပြစ်ရဲလို့လိမ့်လဲထုတ်ပြန်ခဲ့တဲ့စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ထိုးစစ်ဆင်ခဲ့တယ်လို့စစ်တပ်လော်ဘီတွေကအွန်လိုင်းသတင်းမှားတွေနဲ့ဖုံးကွယ်ဝါဒဖြန့်နေတာတွေဟာလည်းစစ်ရာဇဝတ်မှုကိုပူပေါင်းကျူးလွန်နေကြတာဖြစ်ပါတယ်။ငလှင်ဘေးတဲ့ပြည်သူတွေဟာဝေဟင်လေကြောင်းတံကိုပါထက်ဆင့်ခံစားနေကြရပါတယ်။ နေ့စဉ်နဲ့မျှပြောင်းလဲနေတဲ့ခေတ်စည်းထက်မှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချင်းဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်အလက်အမှန်မှစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DB Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တက်ရင် Fact Check ကြပါလို့သတင်းစကားပါရင်းနဲ့ DB Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။